တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရင်ဆိုင်ရေးသဘောတူစာချုပ် NCA ရေးထိုးခြင်း၁၀နှစ်ပြည့်အခမ်းအနားမှာတက်ရောက်ဖို့အတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုအင်ဂျင်ချင်းနိုင်ငံတွေကဖိအားပေးလာနိုင်တယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရယ်။အဲ့ဒီ NCA ၁၀နှစ်ပြည့်အခမ်းအနားကိုပြည်တော်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ULAA, UWSA, MNDAA, TNLA တို့အပြင် KNU တို့လည်းတက်လာနိုင်ကြောင်းသူတို့တက်ရောက်နိုင်ရေးအတွက်လည်း 德萨亚印尼人能言会语的，但有印尼人呢，泰卢格皮阿皮内长独家表白的。哎呦，都从苏联那巴拉来的，牛排那是哎比好吃，可能不会弄吧？很多帕布的牛肉皮阿皮海，印尼人在国内皮阿皮海，泰人也在国内，泰苏纳皮阿皮海。按照艾玛，那是苏浙的水果，那是那么自然价值，拿回来可能不像你拿回来质量的话。

ေးလို့ရတဲ့ဒေသမှာရှိတာပေါ့။ဘဝလေးတက်လာတယ်။မိုင်းသားလေးတက်လာတယ်။ကိုးကံလေးတက်လာတယ်။တအား PI ရောင်းတက်လာတယ်။ဒါလာနေအစီစနစ်ကြီးခါနာကိုပြန်ပန်းကြည့်ရပါတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့စည်ရဲ့သဘောတူစာချုပ် NCA ဟာလာမယ့်အောက်တိုဘာလ15ရက်နေ့မှာလက်မှတ်ရှိထိုးခြင်း10နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။အဲဒီ10နှစ်ပြည့်အခမ်းအနားကိုအရင်နှစ်တွေနဲ့မတူညီဘဲ ကြီးကျယ်ခမ်းနားစွာကျင်းပမယ်လို့စီးရီးနဲ့နိုင်ငံရေးအကဲခတ်တွေကြားမှာပြောဆိုနေကြပြီးစာချုပ်ရေးဆွဲခြင်းကပါဝင်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကိုဖိတ်ကြားဖို့ရှိကြောင်းလည်းသိရပါတယ်။ဒါ့အပြင်အင်ဂျင်ချင်းနိုင်ငံတွေကထိပ်တီးခေါင်းဆောင်တွေကိုလည်းဖိတ်ခေါ်နိုင်ပြီး NCA စင်းပြည့်အခမ်းအနားဟောင်းမြန်မာနိုင်ငံကိုအစိုးတန်တရားကနေရုတ်ထွက်နိုင်အောင်တွန်းအားတစ်ခုပေးနိုင်တယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရယ်။ရှင်မြင့်ခန်းသားဆိုတော့ကြီးမားနိုင် နိုင်ငံကကောင်းဆောင်ပြီးဖိတ်နိုင်အဲ့လိုပဲကုလသမဂ္ဂရဲ့ဒူရီမွန်ချုပ်ဒီကစ္စပန်ဒီမွန်မာရဲ့ကုစ္စကုတော်လက်ကြီးဖိတ်နိုင်တယ်အိန္ဒိယဝန်ကြီးချုပ်ဖိတ်နိုင်တယ်ဒီရုပ်ဖက်ကလေးတခါကြီးကြီးမင်းတို့ဖိတ်နိုင်တယ်မလာမှုရှင်တော်စတဝန်ကြီးကနိုင်တယ်ကျန်တဲ့ဒီကညဉ့်ရဲလို့ပြောကြည့်ချီကျွန်းလို့အိန္ဒိယဘက်ကမနိုင်ငံလိုလူငယ်ချန်ပြီးတော့တော့သာနိုင်တယ်လာဖို့များတယ်ဒီဘက်ကအိန္ဒိယဘက်ကကောင်းဆောင်ချက်ဖြစ်နိုင်အဲဒီရှင်မြစ်ကခန္ဓာဟာနိုင်ငံကိုပြန်ပြီးတော့ အစိုးကျတံတွေကရုံးထွက်လာတယ်တော့ပြေးနိုင်ဦးသိန်းစိတ်ဦးဆောင်တဲ့အစိုးရလက်ထက်2021ခုနှစ်ဩဂတ်18ရက်မှာအပြစ်ရစဲရေးကန့်လန့်ခဲ့ပြီးတိုင်းဒေသနဲ့ကန်အဖွဲ့အစည်း22ဖွဲ့နဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့တာပါ။အဲဒီနောက်2017-2022ခုနှစ်တွေအတွင်းမှာတိုင်းဒေသနဲ့ကန်14ဖွဲ့နဲ့ပြည်နယ်အစ်စ်ပြည်ထောင်စုအစ်စ်အပြစ်ရစဲရေးစာချုပ်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့2023ခုနှစ်မှာ NCA စာချုပ်ကိုစတင်ဆွေးနွေးပြီး 2015ခုနှစ်ဩဂတ်စ်မှာ NCA စာချုပ်ကိုမူကြမ်းရရှိခဲ့ပါတယ်။ NCA စာချုပ်မူကြမ်းရရှိပြီးနောက်2015ခုနှစ်အောက်တိုဘာ15ရက်မှာ KNU, RCSS, ALB, DKPA, KNU, KNLA, PC, PNLO, CNF, ABSDF တို့နဲ့၎င်း2018ခုနှစ်ဖေဖော်ဝါရီ17ရက်မှာ NMSP နဲ့ LDU တို့နဲ့၎င်းလက်မှတ်ရှိထိုးခဲ့ကြတာပါ။အဲဒီလက်နက်ကင်ဆဲပွဲဟာငင်းငယ်လုပ်ငန်းစဉ်ဥဆောင်အဖွဲ့ PPSG ဆိုတဲ့နာမည်နဲ့လေး ငင်းချင်ရေးဆွေးနွေးမှုတွေကိုနှစ်ပေါင်းများစွာလှုပ်ဆောင်ခဲ့ကြတာပါ။ဒါပေမဲ့2021ခုနှစ်နောက်ပိုင်းအဖွဲ့ဝင်တွေအကြားသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာပြီးတရင်မျိုးသားအစည်းအရုံး KNU ၊ချင်းမျိုးသားတပ်ဦး CNF ၊မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF တို့က SCA ပြတ်သွားပြီလို့ဆိုကတက်မတော်ကိုလက်နက်ကင်ဆန့်ကျင်ဖို့ဆုံးဖြတ်ပြီးဒီကနေ့အထိတိုက်ပွဲတွေဆင်းရဲလျက်ရှိတာပါ။